ချက်စီတင်ကိုအပိနေကြတဲ့ brother ညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီလို့ဆိုတော့ပထမနှုတ်ခွန်းဆက်တာလိုက်ပါရယ်ဆိုတော့ကျွန်တော်တို့မတွေ့တာလေတော်တော်လေးကြာခဲ့ပြီပေါ့နော်ဆိုတော့ချက်စီကအားလုံးသိတဲ့အတိုင်းပဲဗျာနော်အာဒုက္ခပေးခဲ့တဲ့ကာလကလည်းမနေဘူးဒါပေမဲ့ဒါအခုချိန်မှာဆိုလို့ရှိရင်တော့ဗာပဲပြောပြောကျွန်တော်တို့ချက်စီအသင်းနေနဲ့ပြိသက်တွေအတွက် result ကောင်းတဲ့ကိုပြန်ပြီးတော့ရယူလာနိုင်တဲ့အချိန်မှာကျွန်တော်တွေလည်းကျွန်တော်ပြိသက်တွေနဲ့ထိတွေ့ခြင်းနဲ့ဘိုင်းနေရှိလို့ဒီ video ပြုလုပ်လိုက်ရခြင်းပဲဖြစ်ပါတယ် ဆိုတော့ Nottingham Forest ပေါ့နော် International Break ပွဲစဉ်ဒီပြီးမှကျွန်တော်တို့ပြန်ပြီးတော့ပွဲစဉ်၈ဖြစ်ချက်စီးသင်ကစားတယ်အဲ့ဒီ international break ပွဲစဉ်ဒီမတိုင်ခင်ကလည်းဒါကျွန်တော် liverpool နဲ့ပေါ့နော်ဆိုဒီပွဲစဉ်ကတော့ကျွန်တော်အစိုးရတော့တွတ်ထားတယ် chelsea သာဟိုကြောင်တော်တော်မလုပ်နဲ့ပေါ့နော်ဒီပွဲစဉ်ကဒါ chelsea သင်းရဲ့ပွဲစဉ်ပဲဆိုပြီးတော့ဒါကျွန်တော်တကယ်တော့ preview video လေးတောင်ကျွန်တော်လုပ်ခဲ့သေးတယ်ဒါပေမဲ့ကျွန်တော်တင်ဖို့အတွက်အချိန်မအားလိုက်တဲ့အတွက်ပေါ့နော် မတင်ဖြစ်လိုက်တာပေါ့နော်ဒါပေမဲ့ဒါလီဗာပူးအသင်းနဲ့ပွဲစဉ်မှာတွေကဘာပြောပြောချက်စီအသင်းကိုချီကျူးရမယ့်အပိုင်းချို့ရှိတယ်ကျွန်တော်တို့ချက်စီအသင်းကခံစစ်ပိုင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ရဲ့ proper defender တွေပေါ့နော်ဦးစားပေး defender တွေကကျွန်တော် injury တွေနဲ့တခြားသောကိစ္စတွေကြောင့်မလို့ဒါ available မဖြစ်နေတဲ့အခြေအနေမျိုးပေါ့နော်ဒါကိုလီဗာပူးအသင်းနဲ့ပွဲစဉ်မှာလည်းအကောင်းဆုံး marks ကနေနဲ့ဖြည့်ရှင်းသွားပြီးတော့ အဲ့ဒီကလေးက credit ပေးရမယ့်အပိုင်းတွေအများကြီးရှိခဲ့တာပေါ့နော်။ဟိုထားလိုက်တော့ပြီးခဲ့တဲ့ပွဲစဉ်တွေကိုထားလိုက်တော့ဒီနေ့ပွဲစဉ်ကြောင်းပဲပြောမယ်ဆိုလို့ရှိရင်တော့ပထမပိုင်းမှာတော့ပြိတ္တတွေတိတ်ပြီးတော့အားရမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ကျွန်တော်ကိုယ်တိုင်လည်းကြည့်တဲ့အချိန်မှာ Chelsea သင်းဒီ passing တွေအများများနေတယ်။တကယ်တကယ်တမ်းမှာထိထိရောက်ရောက်နဲ့တစ်ဖက်ရဲ့ box တဲကို ထိုးပေါက်ဝင်ရောက်ပြီးတော့အကွက်ကြကြဖန်တီးရမယ့်အပိုင်းတွေသွင်းမှုတွေရယူရမယ့်အပိုင်းတွေတိုက်စစ်ဆင်ရမယ့်အပိုင်းတွေမှာတော့ပထမပိုင်းမှာတော်တော်လေးအားနေခဲ့တာကိုကျွန်တော်နေနေ တွေ့ရတယ်ပေါ့နော်အထူးသဖြင့်တော့တစ်ဖက်ချမ်းကဂါနာချူအဲနတ်ဒိုစတဲ့ကစားသမားတွေအနေနဲ့တောင်ပန်တွေမှာဟိုထင်တိုင်းမကျဲနိုင်တဲ့အနေထားပြောအထူးသဖြင့်တော့ဂါနာချူပဲချမ်းပေါ့နော်ဒါကျွန်တော်တူရဲမြင်မှာဂါနာချူအနေနဲ့ပထမပိုင်းမှာသူ့ရဲ့ rating တော့မဆိုးဘူးသို့တော့နည်းနည်းလေး performance ဘိုင်းညာပို့ပြီးတော့ အာဆက်ဟတ်တက်တက်နဲ့သွားနိုင်မှုတော့လိုအပ်နေသေးတဲ့အပိုင်းတွေပေါ့နော်။ကွင်းလယ်မှာဆိုရင်ဒီတိုင်းပဲပေါ့နော်။ကွင်းလယ်ဆိုလို့ရှိရင်လည်းလေးအိုက်နေတဲ့အပိုင်းလေးတွေရှိတယ်။မကောင်းတာတော့မဟုတ်ဘူးဗျာ။ပြောချင်တာက position နဲ့အများကြီးချက်စီးတင်နေတဲ့အတားကြီးရယူနိုင်တယ်။ person တွေလုတဲ့နေရာမှာဆိုလို့ရှိရင်လည်းအများကြီးကျွန်တော်တို့ဟိုအားရမိတဲ့အပိုင်းတွေရှိပါတယ်။ဒါပေမဲ့ပထမပိုင်းကတော့ conclusion လုတ်လိုက်မယ်ဆိုလို့ရှိရင်နည်းနည်းတော့ ਈ လေးလေးပုံစံမျိုးကြီးသွားနေတယ်။ပထမပိုင်းရဲ့ပုံစံဆိုလို့ရှိရင်အဲဒါကျွန်တော်တို့ဒီ Nottingham Forest အတင်းကိုအနိုင်ရလောက်တဲ့အနိုင်ရနိုင်လောက်တဲ့အနေအထားမျိုးမှာတော့ ရှိမနေတာအမှန်ပဲပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းမှာ Mars ကအနေနဲ့ပြပြသသားပဲလူစားလဲမှုအချို့တွေပြုတ်လုခဲ့ပြီးတဲ့အနေအထားမျိုးမှာတော့ Chelsea သင်းရဲ့ချိန်ဝင်ရှာကပို့ပြီးတော့တစ်ဖက်အသင်းပေါ်မှာပုံမတိကျတဲ့တိုက်စစ်တွေပိုလုံလာနိုင်တဲ့အချိန်ပေါ့နော်ဒါကြောင့်တော့ပထမပိုင်းစပြီးမိနစ်ပိုင်းအတွင်းမှာပဲကျွန်တော်တွင်းကိုတွေ Chelsea သင်းတွေနဲ့ရယူနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာပထမပိုင်းမှာကလေးကဖတ်စင်များနေတယ်ဆိုပေမဲ့ချက်စီသင်းရဲ့ဖတ်စင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အရေးသွေးတစ်ခုရှိလာတာကိုကျွန်တော်တို့တွေ့ရတယ် ဒါဒုတိယပိုင်းမှာတော့ပို့ပြီးတော့ကောင်းမွန်သွားတာပေါ့နော်တိုက်စစ်ဆင်မှုကိုလည်းထိတိယောက်လှုပ်လာနိုင်တယ်ဒီ person တွေလှုပ်တဲ့နေရာမှာဆိုလို့ရှိရင်ကစားသမားအနေနဲ့ဘောလုံးကိုရဲတင်းတင်းပဲဟိုကင်တွဲပြီးတော့ကစားနိုင်တဲ့အနေအထားမျိုးကျွန်တော်အများကြီးတွေ့ရတယ်အရင်လိုမျိုးကြီးဟိုလွတ်တဲ့လူပေးတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အကွက်အကွက်အကွက်ကြကြအောင်ပေါ့နော်ဘာပြီးမလုပ်မယ်ဘယ်သူပဲနေရာမှာရှိတယ်ဘယ်လိုလုပ်မယ်အစသဖြင့်ပေါ့ဘောလုံး skill ပေါ့နော် position game ကိုလည်းကောင်းကောင်းကိုအနှစ်သာရရှိရှိနဲ့အဲထိန်းထိုင်းထားနိုင်တယ်ဆိုတဲ့အနေထားတစ်ယောက်မှာရှိတယ်ဗျာเนาะဘောလုံး position ရတယ်ဆိုတဲ့အနေထားတစ်ခုမှာအစင်တန်းတစ်ခုရှိတယ်လို့ကျွန်တော်အနေနဲ့ပြောခြင်းဆိုတော့တွဲဖက်ကစားမှုတွေဘောလုံးကင်တာတွေတော်တော်လေးလှလှပပဖြစ်လာတယ်ကစားသမားတဦးချင်းလိုက်ကိုတော်တော်လေးတိုးတက်လာတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့เนาะဆိုတော့ဒုတိယပိုင်းကတော့ချက်စီပရိသတ်တွေအတွက်အားရမယ့်အဲ အပိုင်းဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာ Nottingham Forest တင်းဘက်ကလည်းသွင်းမိုးတွေခွင့်ပြုရပြီးတဲ့အချိန်မှာ Chelsea တင်းဘက်ကိုပြန်ပြီးထိုးဖောက်မှုတွေလုပ်တယ်သူတို့လည်း Chelsea ဘက်ကိုဂိုးရလူနီပါအနေထားမျိုးတွေလည်းရှိခဲ့တယ်ပုံမှန်နော်တိုက်စစ်မှုဖြစ်သူရတာအတိုင်းထိပြီးပြန်ထွက်သွားတဲ့အလုံးတွေပါတယ်ဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့စူးစမ်းအထောက်အထားတွေကျွန်တော်မြင်ရတယ်ဒါ Chelsea တင်းနေနဲ့လည်းခံစစ်ပိုင်းမှာတကယ်တကယ်တမ်းတော့ ့ proper defender တွေမရှိဘူးဆိုပေမဲ့အကောင်းဆုံးတော့ fail လုပ်နိုင်တယ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော် Jose Archer ပေါ့ဆိုလို့ရှိရင်လည်းဒီကနေ့ပွဲစဉ်မှာကစားသွားတဲ့ကစားပုံ performance တွေရဆိုလို့ရှိရင်တော့ကျွန်တော်ကတော့သဘောကျတဲ့ကစားသမားတွေမှာထည့်ခြင်းတယ် Archer ပေါ့အဆင်ပြေတယ် Chalaba လည်းဒီတိုင်းပဲပေါ့နော်ဆိုတော့တော်လေးအဆင်ပြေပါတယ်ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်း Enzo Fernandez available မဖြစ်တဲ့ချိန်မှာဒီကနေ့ Mars က၃သွားတယ်နီးပြပါလေးကမဆိုးလို့ပြောလို့ရတယ်ပထမပိုင်းမှာ Lavia တို့ Gusto တို့နဲ့ပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာတော့ Kaishiro ထက်လိုက်တဲ့အချိန်မှာတော့ပို့ပြီးတော့ Chelsea တဲ့ကိုယ်လည်းကကြစ်ကြစ်လစ်လစ်နဲ့အဲပို့ပြီးတော့ဟောပေါ့နော်လေးလေးပင်ပင်ဖြစ်သွားတယ်ပေါ့နော်အစင်ပြေသွားတယ်ပေါ့နော်ပြောချင်လေးလေးပင်ပင်ဆိုတာနှေးကွေးသွားတယ်ဆိုတာမျိုးကျွန်တော်ပြောချင်တာမဟုတ်ဘူးပို့ပြီးတော့အစားတဲ့သွားတယ်ဆိုတဲ့အနေထားမျိုးလို့ကျွန်တော်ကတော့မြင်တယ်တောင်မှမှာဆိုလို့ရှင်လေဒီတိုင်းပဲပေါ့နော်အဲဂူတို့ဘာလို့ပါလာလဲပို့ပြီးတော့ကျွန်တော်တို့ ဟိုအဆင်ပြေတယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာ mask ရဲ့ဒီပါဝင်လာပြီးတဲ့အချိန်ပြသတဲ့ performance တွေရဆိုလို့ရှိရင်လည်းကျွန်တော်တို့အတွက်မျှော်လင့်စရာကောင်းတဲ့အခြေအနေမှာရှိတယ် potential ရှိတဲ့ player တယောက်ဆိုတာကျွန်တော်တို့မြင်နိုင်တယ်ရောက်ဘတ်ထိုအနေနဲ့လည်းဒီပွဲစဉ်မှာကျွန်တော်တို့ goal မရခဲ့ဘူးဆိုပေမဲ့အဲအဖြုံးတီးတယ်လို့တော့ထင်ကောင်းထင်မယ်ဗျာနှလုံးသုံးလုံးလောက်ရှိတယ်ပေါ့နော်သူ့အနေနဲ့ဒီအကွက်ကြကြခင်းပေးတာထပ်ဆိုင်လို့ရှိရင်သူ့ဘာသူပဲ finishing လုပ်လိုက်တဲ့အပိုင်းဒီမှာဒီပွဲစဉ်ဒီမှာဒီပွဲစဉ်မှာတော့လွှဲချော်သွားတာလေးကိုထောက်ပြီးတော့ အဲဒီကောင်ဒီလိုတွေလုပ်နေလို့ပြောလို့ရတယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းရောက်ပထရိုရဲ့ကျွန်တော်တစ်ဖက်က Nottingham Forest ရဲ့ခန်းစစ်ကစားသမားတွေအပေါ်မှာ pressure ပေးတဲ့ပုံစံကတိုက်စစ်မှုတယောက်နေနေဆိုလို့ရှိရင်တော့ quality ရှိတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ scale အရပေါ့နော်ဘောလုံး scale အရသွားတဲ့အနေထားအရဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒါပေမဲ့ပို့ပြီးတော့သူ့အနေနဲ့တချို့သောအလုံးလေးတွေမှာတော့တွဲဖက်ကစားလိုက်ရင်ပို့ပြီးသူလည်းအပြစ်လွတ်မယ်ပို့ပြီးတော့လည်းကြည့်လို့ကောင်းမယ်လို့တော့ထင်တဲ့တစ်လုံးနှလုံးနဲ့ရှိပါတယ်ပေါ့နော်ဒါပေမဲ့ အဆင်ပြေပါတယ်အဲနောက်ပြီးတော့ Astor Williams ဆိုလို့ရှိရင်လည်းဒုတိယပိုင်းမှာဝင်လာပြီးတဲ့အချိန် performance ပိုင်းရာအဆင်ပြေပါတယ်ဆိုတော့လူငယ်ကစားသမားလေးတွေရဲ့အဲဟိုပါပေါ့နော် performance ပိုင်းတွေကကျွန်တော်အားရစရာကောင်းတယ်ပထမပိုင်းမှာတော့ Andre Santos အနေနဲ့ခွေးတစ်ချိန်ရခဲ့သေးတယ်ပေါ့နော်ဒါပေမဲ့အဆုံးသက်ကတိတ်ပြီးတော့မကောင်းလိုက်ဘူးပေါ့နော် Astor sorry ကျွန်တော်တို့ Andre Santos အနေနဲ့တော့ကျွန်တော်တယောက်တည်းအမြင်ရဒီထက်ပိုပြီးတော့အဲတွဲဖက်မိမိနဲ့ပိုပြီး ကစားနိုင်မယ်ဆိုရင်တော့ပိုကောင်းတယ်ဒါပေမဲ့ခုမှဒါတိတ်ပြီးတော့လောစရမလို့သေးဘူးလို့ထင်တယ်ပေါ့နော်အန်ဒါပေါ်ဖော်မန့်ဖြစ်မနေသေးတဲ့အတူကအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဆိုတော့ကစားသမားတွေရဲ့တူချင်းစကေးကိုတော်တော်လေးဒီပွဲစဉ်မှာတော့သဘောကျမိတယ်ဒါပေမဲ့တစ်ဖက်က Nottingham Forest အနေနဲ့ကဒီအဒီမှာနိုင်ပွဲကိုတော်တော်လေးပျောက်ဆုံးနေနောက်ဆုံး9ပွဲမှာနိုင်ပွဲလုံးဝမရှိဘူးဆိုတဲ့အနေထားဖြစ်တာကြောင့်လည်း အဲဒါဟိုဘောနော်မေ့ထားလို့မရဘူးဘောနော်သူတင်ကိုတင်ကစားတဲ့အသင်းတွေဆိုလို့ရှိရင်တော့ဒီတက်ပို့ပြီးတော့ပထမပိုင်းလိုပုံစံမျိုးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဘောနော်ပထမပိုင်းမှာချက်စီကစားတဲ့ပုံစံရဆိုလို့ရှိရင်ကိုကစားသမားတွေရဲ့ energy ကုန်တယ်ဗျာဆိုတော့အဲ့လိုအနေထားမျိုးလို့ကျွန်တော်မြင်မိတယ်ဒါပေမဲ့အာ postino glue အတွက်တော့ PI တော်တော်များသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အင်ဝင်းကြီးလည်းဖြစ်နေတဲ့အနေထားရဲ့တောက်လျှောက်လည်းရှုံးပွဲတွေဆက်နေတဲ့အနေထားရဲ့အကြောင်းတိုင်ဘက်နီးပြားနဲ့ပြိုင်ဘက်အသင်းဘက်ကတော့ဒီပွဲစဉ်ရလက်ကြောင်းမလို့တော်တော်လေး pressure တွေများသွားမယ်ထင်တယ်အဲမာစကာအတွက်ကတော့ဒီနေ့ပွဲစဉ်မှာသူကပွဲကြီးစဉ်ကနေပဲသူကကြည့်ရတယ်ဆိုတဲ့အနေထားတည်းအကြောင်းဘာလို့လဲဘာတွေပို့နေလဲဆိုတာတွေကိုတော့ပို့ပြီးသူ့အနေနဲ့ဖတ်မိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ အဲအလားသမားတွေရဲ့ယုံကြည်မှုကလည်းအများကြီး improvement တွေဖြစ်လာမယ်လို့ကျွန်တော်ထင်သလို Mars ကအနေနဲ့လည်းသူ့ရဲ့ new view အရင်နဲ့ပတ်သက်လို့ရှိရင်ဒီ player အစ်စ်တွေပေါ်မှာဘယ်လိုအသုံးချရမလဲဆိုတဲ့အပိုင်းတွေကိုအများကြီး landing discussion story လောက်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်တာပဲဖြစ်တယ်ဆိုတော့ conclusion ကပြောရမယ်ဆိုလို့ရှိရင်တော့ဒီ voice ကကျွန်တော် Chelsea ပြည်သက်တွေအတွက်တော့ အချိုမိန်နဲ့ပွဲစဉ်တို့ပဲကျွန်တော်တို့ပြောချင်ပါတယ်။ဘာပြောကတ်နိုင်နေဆိုရင်တော့မှကျွန်တော်တို့ပြောစရာရှိမယ်။ဒါမျိုး5ပြတ်3 0ဆိုရရလက်ကတော့ကျွန်တော်တို့လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ကျွန်တော်တို့ဒီပွဲစဉ်ပေါ်မှာအားရကျေနပ်မိပါတယ်။နောက်ထပ်ပွဲစဉ်တွေမှာလည်း Chelsea တင်းနေနဲ့အကောင်းဆုံးပြန်လာနိုင်ပါစီလို့မျှော်လင့်ပါတယ်။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ Chelsea ချစ်ညီကိုပရိသတ်တွေရဲ့အမြင်လေးတွေရှိလို့ရှိရင်လည်းအောက်က comment box ထဲမှာဝင်ရောက်မချက်ပြီးရေးသားသွားခဲ့ကြပါအောင်နော်။အားလုံးကိုနောက်ထပ် Chelsea တင်းအကြောင်းအရာတွေပြန်တွေ့ပါမယ်။အာ like and subscribe like and follow လို့ပြုလုပ်ထားကြပါခင်ဗျာ။အားလုံးပဲ see you next video ပါနော်။